အလုံးမမင်္ဂလာပါကိုခင်းအစ်တဖုတ်ဘောရှူအားနေကျူတော်ရခင်ဗျကျွန်တော်ကိုခင်းပါဒီကနေ့ဇူလိုင်လ2ရက်နေ့နေ့လည်ခင်းသတင်းသုံးသက်ချက်ကဏ္ဍကိုစတင်တင်ဆက်ပေးသွားရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့သတင်းတွေကတော့ Bayern Munich နဲ့ Marcus Rashford ရဲ့စိတ်ဝင်စားပွဲဟာအပြောင်းအရွှေ့သတင်း အာစတင်နဲ့ဗီဒီယိုဂီယက်တူရဲ့နောက်ဆက်တွဲအပြောင်းရွှေ့သတင်းခရစ်စတယ်ပယ်လစ်အသင်းရဲ့ကမ္ဘာအဆင့်နောက်ခံကစားသမားတယောက်ကိုခေါ်ယူနိုင်တော့မယ်ဆိုတဲ့သတင်းနဲ့မန်ယူနိုက်တက်အသင်းရဲ့အင်တာမီလန်ကွင်းလယ်လူကိုချင်းကပ်ခဲ့တယ်ဆိုတဲ့သတင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်။ဆိုတော့ပထမဆုံးသတင်းတစ်ပုဒ်ဘိုင်ယန်မြူနစ်ကတဲ့ပြီးခဲ့သောဘောလုံးရာသီကအက်စတန်ဗလာမှာတွားပြီးအင်္ဂါကစားခဲ့တဲ့ယူနိုက်တက်တောင်မန်တိုက်စစ်ကစားသမားမာကတ်စ်ရက်ရှ်ဖို့ကိုအံ့အားသင့်ပွဲရာချိန်ရွယ်လာတယ်လို့သတင်းအနေဖော်ပြထားပါတယ်။အဲ့တော့သတင်းရဲ့ဖော်ပြချက်အရဒီသတင်းကကနဦးသတင်းဖြစ် တဲ့အတွက်ကြောင့်ကောလာဟာလအဆင်ပဲရှိသေးတယ်။ဘိုင်မင်းနစ်ဒီမာကတ်ရက်ရှ်ဖို့ကိုစိတ်ဝင်စားတယ်ဆိုတဲ့သတင်းမျိုးကျွန်တော်တို့လုံးဝလုံးဝမကြားခဲ့ဘူးပါဘူး။ ရက်ရှိုးခေကောင်းတဲ့အချိန်ကာလတုန်းကတော့ PSG အတင်းရပဲခုံမယ်လို့ကြားခဲ့ဘူးတာပါ။တိုးတော့အခုအချိန်မှာဘိုင်မင်းနဲ့ဘာကြောင့်ပါဝင်လာသလဲ။ဒီသတင်းကတော့ဘလောက်ဖြစ်နိုင်ချေရှိသလဲ။ဆွေးနွေးကြည့်အောင်။အဓိကကတော့ Liverpool လို့ပဲပြောရမှာပေါ့။ဘာမှမဆိုင်ပေမဲ့တွယ်ဝိုက်ပြီးတော့တက်ဆိုင်နေတယ်။ Florian Wirtz ကိုခေါ်ယူရေးအတွက်ကဘိုင်မင်းနဲ့အတင်းတော့နံပါတ်1ရီမန်းချက် Wirtz နဲ့ Musiala ကိုတွဲပေးချင်တာက Bayern Munich ရဲ့ dream လို့တောင်ပြောလို့ရတယ်။ဘိုင်မင်းနဲ့ကလည်းအဲ့လိုပြည်တွင်းလိရကစားသမားတွေကိုကောင်းပေညွန့်ပေတွေဖြတ်ဖြတ်ခေါ်သွားတာနှစ်ကာလမနေ ဲတော့ဘူးအဲ့တော့ Vis ကိုလည်းသူတို့တထစ်ချခုံနိုင်လိမ့်မယ်လို့ယုံကြည်ခဲ့တာဒါပေမဲ့ Florian Vis က Liverpool အတွင်းကိုရွေးချယ်သွားခဲ့တယ် Liverpool ကလည်း Vis ကိုလူလူချင်းချင်းနဲ့စံချိန်တွေငွေကြေးသုံးစွဲမှုလုပ်ပြီးခေါ်ယူခဲ့တဲ့နောက်ပိုင်းမှာ တို့ရဲ့အိမ်မက်လေးကပျက်စီးသွားတယ်။မူစီယလာတယောက်ပဲဂျန်တယ်။အဲ့တော့မူစီယလာနဲ့တွဲပေးဖို့အတွက်ဘသူ့ကိုခေါ်ယူရမလဲဆိုတဲ့အတွေးခေါ်မျိုးပိုင်းကဘိုင်မိနစ်မှာတော်တော်လေးဖိအားသဘောမျိုးတောင်ဖြစ်နေတယ်။အခုသတင်းတွေတောက်လျှောက်ထွက်တာပဲ။ Louis Diaz, Nico Williams အဲ့ကစားသမား၂ယောက်လုံးနဲ့လည်းအခုတတိသတင်းထွက်နေတုန်းဒါပေမဲ့အဆင်ပြေလားဆိုရင်လည်းမပြေသေးဘူး။ဒီချိန်မှာ Marcus Rashford လိုမျိုး left wing မှာကစားနိုင်တဲ့ကစားသမားတယောက်အထဲထဲမှာဝင်ဆော့ရင်လဲဆော့နိုင်တဲ့ကစားသမားတယောက်ကိုစိတ်ဝင်စားလာတာကတော့ကျွန်တော်သိပြီးဟိုထူးတော့မထူးစမ်းဘူးပေါ့နော်။တဆင်းဖော်ပြပုံရရတော့ဗျာ ဟို shock ဖြစ်ဖွယ်ရကောင်းတဲ့အပြောင်းရွှေ့ဘာညာဆိုပြီးဖော်ပြခဲ့မယ်ကျွန်တော်ကတော့ shock မဖြစ်ပါဘူး rashford လို့ဒီပြောင်းရွှေ့ခြင်းအမောင်းပမာဏတရရှိပြီးလောက်ကပမာဏအနေထားတစ်ခုရှိတဲ့ကစားသမားတစ်ယောက်ကိုဒီလို club တင်းကြီးတွေမှမခေါ်ရင်ဘယ် club မှခေါ်မှာမဟုတ်ဘူး aston villa နဲ့နောက်ဆုတ်သွားတာပဲလေတကယ်တမ်းခေါ်ယူအသက်သွင်းမဲ့နေရာမှာတကယ်တမ်းအသက်မသွင်းနိုင်ဘူးအဲ့တော့ bayern munich အတင်းဒီလက်ရှိအချိန်မှာ left wing တနေရာမှာကစားမဲ့ကစားသမားတွေကိုရွေးချယ်လို့မရသေးပဲကြန့်ကြာနေတဲ့အခြေအနေမှာရှိနေတယ်ဒီတော့ကြောင့် marcus rashford လို့တခိတခါ ာကတော့လုံအားနှုံးလဲရှိတဲ့စကေးပိုင်းလဲရှိတဲ့ကစားသမားတယောက်ကိုစိတ်ဝင်စားနေတယ်ဆိုတာဖြစ်ကောင်းလဲဖြစ်နိုင်တယ်။သို့တော့သူတို့ပြစ်မှတ်ထားနေတဲ့ကစားသမားတွေက Rashford တယောက်တည်းမဟုတ်ဘူး။အများကြီးဖြစ်တဲ့အတွက်ကြောင့်ဒီသတင်းကိုတော့ကျွန်တော်ကနဦးကောလာဟာလာသတင်းအနေနဲ့ပဲတမတ်ချင်ပါတယ်။နောက်ပိုင်းသတင်းတွေထပ်ထွက်လာရင်တော့ Marcus Rashford နဲ့ Bayern Munich တို့ရဲ့အပြောင်းအရွှေ့ကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာပါခင်ဗျ။အခုတစ်ခေါက်သွင်းနေတဲ့သတင်းကတော့ Ali Cook ကပေါ်ပြထားတဲ့ဒါ Arsenal နဲ့ Vidal Jorgic တို့ရဲ့သတင်းပေါ့နော်။ Arsenal ပြည်သက်တွေလည်း ယောဂီရဲ့ရှက်ကိုယောဂီရဲ့ရှက်ကိုဆိုတာညာဘက်အိမ်မက်တွေတောင်မက်မယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ဘောလုံးပြောင်းရွှေ့ဈေးကွက်ဖွင့်ကြတဲ့ကရှက်ကိုယောဂီရဲ့ရှက်ကိုယောဂီရဲ့ရှနောနေတယ်မမြင်ချင်မအစုံ။အခုတစ်ခေါက်လဲလာပြန်ရင်ရှက်ကိုယောဂီရဲ့ရှက်ကိုကတော့မပါသေးဘူးပေါ့နော်။ပြီးတော့ဂျားထဲမှာလဲနိုနီမရူရဲ့ကီအီဘရစ်ချီအီဗီဖော်ပြခဲ့သေးတယ်။အခုအလီကူရဲ့ဖော်ပြပုံအရတော့ဗီဒီယောဂီရဲ့ကိုအာကြီးကခေါ်ယူဖို့နီးစပ်နေပြီတဲ့။လုံးပြန်ပြီ။အဲ့တော့အရင်လဲမယုံနဲ့ပေါ့နော်။ကျွန်တော်တွေကဖော်ပြချက်အရသာဆွေးနွေးလိုက်တာ။ရှင်းမှာလဲအဲ့လိုခေါ်ဖို့နီးစပ်နေပြီ။ ပုဂ္ဂိုလ်ရဲ့သဘောတူညီမှုရပြီဆိုပြီးတော့မခေါ်တော့ဘူးတွေလည်းတည်င်းနေရထွက်ထားတာ哦အဲ့တော့ Yokesh ကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ Sporting Lisbon ကိုပြက်ပြက်တသားပြောပြီးသားငါ club တင်းကိုလည်းမပြန်လာတော့ဘူးလေးချိန်ခန်းနေလည်းမစင်းတော့ဘူးသူပြောင်းရွှေ့ခြင်းနေတဲ့ club က Ghana ဆိုပြီးပြောခဲ့တယ်ဆိုလို့ဒီ Ali Khwe ရဲ့ဖော်ပြချက်ရကျွန်တော်သိရပါတယ်အဲ့တော့ခွန်နိုင်ကြီးရှိတာမရှိတာဟိုကျွန်တော်လည်းတိတ်ထွေထူးထူးမသုံးသက်ချင်တော့ဘူးဗျာ။ဘာကြောင့်လဲဆိုတော့ဒီသတင်းတွေကအမျိုးစုံကိုကြိုးခုံပြီးထွက်တဲ့အခါကျတော့လေအာရောင်းနိုင်ကြီးရှိတယ်မရောင်းနိုင်ကြီးရှိတယ်ဆိုတော့သုံးသက်ချက်တွေက ပတ်လေရိုက်နေကျွန်တော်တယောက်တည်းမဟုတ်တော်တော်များများပတ်လေရိုက်နေပြီအကုန်လုံးကလို့ဟိုကစားသမားကောမဒီကစားသမားကောမဆိုတော့ပတ်လေရိုက်နေအဲ့တော့အဓိကစဉ်းစားရမှာအခု ebridge easy တို့ noni maria ke တို့နဲ့ kola hala တွေထွက်တာထက် video yoke တို့ benjamin shashko နဲ့ kola hala ထွက်တာတော့ပို့ပြီးတော့ထွက်တင်တယ်လို့ကျွန်တော်ထင်တယ်ခေါ်မခေါ်တော့ဗျာ ebridge easy ကို68တန်းပေးပြီးခေါ်တော့မလားပေါင်68တန်းဆိုတာ euro နဲ့တွက်မယ်ဆိုရင်ပိုများတယ်နော်ယူရိုတန်း80ကျော်လောက်ရှိတယ်ဗီဒီယိုဂက်စ်ဂျေးလောက်ဖြစ်နေထိုနည်းတို့ပဲနိုနီမရူရက်ကီကိုခေါ်တော့မလားဗီဒီယိုဂက်စ်တို့ရှက်ရှ်ကိုတို့ကိုပဲခေါ်တော့မှာပေါ့ဒီတို့ကြောင့်ဒီအာစနယ်ရဲ့လက်ရှိလိုက်နေတဲ့အပြောင်းအရွှေ့ပြစ်မှတ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ယူဆချက်ပေးရမယ်ဆိုရင်တည်င်းနေရတော့မျိုးစုံထွက်တာပဲသို့တော့သူတို့အဓိကလိုအပ်တဲ့နေရာသည်အထောင်တိုက်စစ်မှုတနေရာဖြစ်တဲ့အတွက်ကြောင့်ယူယူမိုင်းမိုင်းနဲ့ easy တို့မဒူရကီတို့ကိုဦးစားပေးခေါ်ဦးမယ်လို့တော့မထင်ပါဘူးခင်ဗျဆက်လက်ဆွေးနွေးကြတဲ့တဲ့ရင်ကဒါ Crystal Palace အသင်းရဲ့ စံချိန်တွေငွေကြေးသုံးဆွဲမှုလို့တစိက္ကအမှာပေါ့နော်ကလပ်တင်းတင်းအနေနဲ့ငွေကြေးအများကြီးသုံးဆွဲရတယ်ဆိုတာသူ့ရဲ့အနေထားရှိတယ်ပဲလစ်ကတော့သူ့အနေထားထက်ကျော်လွန်ပြီးပြောင်းရွှေ့ကြီးပေါင်48တန်းတီတီသုံးဆွဲပြီးတော့မက်ဂွီးနေရာအစားထိုးဖို့အော့စမန်ဒိုင်ယိုမန်ဒီကိုခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီးဆိုပြီးတော့အဘိုလာရဲ့ဖော်ပြချက်အရသိရပါတယ်တရင်တွေကတစ်ခုနဲ့တစ်ခုဆက်ဆက်နေပါတယ် လီဗာပူးကိုမဂွီဟီပြောင်းမယ်ဆိုတဲ့သတင်းမျိုးတွေကျွန်တော်ရှေ့မှာတဖွာဖွာပြောခဲ့ပြီးပြီးတုံးသက်ပြီးသွားပြီ။ဂွီဟီကလီဗာပူးသင်းကိုရောက်ဖို့နီးစပ်နေပြီဖြစ်တဲ့အတွက်ကြောင့်ဂွီဟီနေရာမှာငါတို့အစားထိုးကိုထိုးရမယ်ဆိုတဲ့ယူဆချက်နဲ့စံချိန်တင်ငွေကြေးအမောက်ပမာဏခရစ်စတပယ်လစ်အသင်းကတုံးဆွဲခဲ့ပုံ ေါ်ပါတယ်။ဒိုင်ယိုမန်ဒီကအသင်းတိုင်းနဲ့သတင်းထွက်ထားတဲ့ကစားသမား။အာစနယ်နဲ့လည်းသတင်းထွက်တယ်၊ချယ်ဆီနဲ့လည်းသတင်းထွက်တယ်၊ယူနိုက်တက်နဲ့လည်းသတင်းထွက်တယ်။ကစားသမားကောင်းတစ်ယောက်ပါ။အသက်ကလည်းငယ်သေးတယ်။ဒါအသက်21နှစ်ပဲရှိသေးတဲ့ကစားသမားတစ်ယောက်ပြ။အဲ့တော့ဒီကစားသမားကိုဂူရီနီယာမှာအစားထိုးမယ်ဆိုရင်ကျွန်တော်ထိုးသင့်တဲ့လူခုံမလို့ထင်တယ်။ငွေကြေးသုံးစွဲမှုလုပ်ရမယ်။ အတိုင်းအတာတစ်ခုကလည်းလက်ခံလို့ရတယ်။အဲ့တော့မကွီးအနေနဲ့လီဗာပူးတင်းကိုပြောင်းရွှေ့ဖို့အတော်လေးနှိစက်သွားပြီဖြစ်တယ်လို့ဒိုင်ယိုမန်ဒီကလည်းဂူဟီနီယာမှာအစားထိုးဖို့အတွက်ခရစ်စတပယ်လစ်အတင်းကိုရောက်ရှိလာတော့မှလည်းဖြစ်ပါတယ်။နောက်ဆုံးဆွေးနွေးကျင်တဲ့တင်ကတော့မန်ယူနိုက်တက်အတင်းရဲ့အပြောင်းအရွှေ့အတင်းပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အတင်းကအင်တာမီလန်အတင်းရဲ့ကွင်းလယ်ကစားသမားဖရက်ဒက်စီကိုခေါ်ယူဖို့အတွက်ချဉ်ကပ်မှုတွေပြုလုပ်ခဲ့တယ်လို့ Coach of Side ကဖော်ပြထားတာပဲဖြစ်ပါတယ်။ Coach of Side ရဲ့ဖော်ပြမှုဖြစ်တဲ့အတွက်ကြောင့်ကောလာဟာလာဖြစ်ဖို့ကများတယ်။ဒါပေမဲ့လည်း လက်တွေ့အကောင့်ထဲပေါ်ဖို့ကလည်းအတော်လေးမလွယ်ကူတဲ့ကစားသမားတစ်ယောက်ပါ Fredesi သည် Barella တို့ကစားပေါက်အတိုင်းကစားနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ပြီးခဲ့တဲ့ဘောလုံးရာသီအားမှဆက်စီယိုလိုကနေအင်တာမီလန်အသင်းကယူရိုတန်း30ကြော်ကြော်နဲ့ခေါ်ယူထားခဲ့တာဒီနေ့ဘောလုံးရာသီမှာလည်းအင်တာမီလန်အသင်းတို့ကပွဲ30ကြော်လောက်ကစားပေးခဲ့တယ်အီတလီလေရွေးစဉ်အသင်းမှာလည်းရွေးချယ်ခံထားရတယ်အသက်ကလည်း25နှစ်ပဲရှိသေးတဲ့ကစားသမားဒီလိုကစားသမားကိုအီတလီစီးရီးယားကလပ်တင်းတွေကလွယ်လင်းတကူ ်မိတိကလပ်ကိုမှရောင်းထုတ်လိုက်မယ်လို့မထင်ဘူးဒီအတွက်ကြောင့်ကောလာဟာလာသတင်းဖြစ်ပါသေးုံတကယ်လက်တွေ့အကောင့်ထဲပေါ်ခေါ်ရွေးမှာလည်းခက်ခဲဖို့အများကြီးရှိတယ် ကျွန်တော်နောက်ထပ်တစ်ပိုင်းကယူနိုက်တက်အနေနဲ့အသင်းမှာဘယ်ကစားသမားကိုမှလည်းရောင်းထုတ်လို့မရသေးဘူးစာချုပ်ဖြတ်သိမ်းသွားတဲ့သူတွေတော့ရှိတယ် Vidaland Love to Christian Eriksen တို့ဒီကစားသမားတွေစီကစာချုပ်ဖြတ်သိမ်းလိုက်လို့လောက်ခပမာဏရော့ကျသွားတဲ့အပိုင်းကတစ်ပိုင်းသို့တော့ဒါက limit เนาะ အရင်ကျင်းတယ်အမောင့်ပမာဏနည်းနည်းလေးပဲရမှာ United တို့အဓိကရှင်းထုတ်ရမယ့် player တွေဒီလောက်ကပမာဏ3သိန်းနီးပါးဝင်းကျင် ပေးနေရတဲ့ player တွေကိုအရင်ရှင်းထုတ်ရမှာဗျာ Casemiro, Jadon Sancho, Marcus Rashford အဲ့ဒီအသားသမားတွေရောင်းထုတ်ပြီးသွားမှသာလျှင်အတင်းတွက်လိုအပ်တဲ့ second priority ဖြစ်သတ်မှတ်ထားတဲ့ကစားသမားတွေကိုခေါ်ဖို့အဆင်ပြေပါလိမ့်မယ်အခုကွင်းလယ်မှာကစားသမားလိုအပ်ချက်ရှိတယ်ဆိုပေမဲ့လည်း ွင်းလယ်မှာမန်နျူအယ်ဥဂါဒီကက်စမဲရိုကိုဘီမိန်းနူဘာညာနဲ့အထိုက်အလျောက်တော့ဟိုမဖြစ်မနေလိုအပ်နေတဲ့ပုံသဏ္ဍာန်မဟုတ်ဘဲနဲ့ကစားပေးလို့ရတယ်ဗျာသို့တော့မဖြစ်မနေလိုအပ်နေတဲ့နေရာသည်ရူဘင်အမော်ရင်ပြင်ဆင်ခြင်းနေတဲ့အတကင်ထရိုင်ယိုဒါအမော်ရင်ရဲ့ viewer ဘိုင်းမှာမဖြစ်မနေလိုအပ်နေတဲ့နေရာအဲ့ဒါကြောင့်မဲအမ်ဘူမိုမာတီးယက်စ်ခူးညာကိုအမိရသူတို့ခေါ်နေတာဗျာခူးညာကတော့ရောက်သွားပြီအမ်ဘူမိုကအခုဘာဖြစ်နေမှန်းမသိဘူးအဲ့တော့ဒီဖရက်ဒစီနဲ့ပတ်သက်ပြီးအနှစ်ချောရမယ်ဆိုရင် ရှေ့ပြေးသတင်းလည်းဖြစ်တယ်လက်တွေ့မှာအကောင့်ထယ်ဖို့ဘူးကလည်းအလံဝေးနေသေးတယ်ကောလာဟာလာသတင်းပဲဖြစ်မယ်လို့ထင်တယ်ယူနိုက်တက်တို့အဓိကစူးစမ်းအားထုတ်ဖို့ရှိနေတဲ့နေရာကတော့ရှေ့ကအတက်ကင်ထရိုင်ဝါနေရာတွေပဲဖြစ်ပါလိမ့်မယ်ခင်ဗျာ